ရမီတိုင်းဒေသကြီးမြအောင်ခရိုင်အင်ကပူမြို့နယ်ကွင်းကောက်တောင်ကျေးရွာအုပ်စုမှာတီထားကိုးဝေတော်မူတဲ့ဝီဇယာတိတ်တင်ကြောင်းစင်းစီတီတော်ဘတ်ဆောင်တိဆောက်ရေလုံငယ်များအတွက်အလှငွေပေးအပ်ပွဲခန္ဓာကိုဒီကနေ့မနက်ပိုင်းကအဆိုပါကျေးရွာရှိတက်ရှိရတနာသာသမာပိတ်မံတော်မှာကျင်းပခဲ့ပါတယ်ရှိုးသောအင်ကပူမြို့နယ်တန်ခနာရဲကအဖွဲ့ဥက္ကဋ္ဌရေကျော်ဆန္ဒယုံចောင်းတိုက်ဆရာတော်ဗတ္တနာ မန္တလထံမှဒါနိသာကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့အပြိသက်များကငါးဘသီလခံယူစောင့်တည်ခဲ့ကြပြီးလူဝဲဝိထုပစ္စည်းများဆက်ကပ်လူဒန်းခဲ့ပါတယ်။ အဲဒီနောက်မဟာစီနင်းလက်ဓမ္မကတိကသတ္တမဂုံရင်အရှင်ကုတလကြောက်စင်းဆရာတော်ကဒါနိသာကြီးဝင်းကြီးကျုံနဲ့တောင်းမရှိသူများအားကြောက်စင်းဆင်းမှုရောက်ပါတော်မြတ်များအားပေးရလှူဒန်းခဲ့ပါတယ်အဲနောက်အလုံငွေပေးရပွဲခန္ဓာကိုဆက်လက်ပြုလို့ရဒါနိသာကြီးဝင်းကြီးကျောင်းနဲ့မိသားစုနဲ့ဒါနိသာကြီးအစိုးရဘွဲကပေးရလူတန်းနဲ့အလုံငွေများကိုဝေစရာတိတ်တဲ့ကြောင်းစိမ့်စီရောတိဆောင်ရေးအဖွဲ့ဥက္ကဋ္ဌက၎င်း ဌာနဆိုင်ရာများစေတနာရှင်ပြည်သူများရဲ့လူထုငွေများကိုဒါနိတာကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများက၎င်းလက်ခံရယူခဲ့ကြပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးရကောင်းလူထုမှုအစုစုတို့အတွက်ရည်ရွယ်သွန်လောင်းအမျှပေးဝေခဲ့ပါတယ်။အဲဒီနောက်ဒါနိတာကြီးဝန်ကြီးချုပ်တဲ့ဝီဇီယာတိတ်တဲ့ကြောက်စင်းစိန်ရော်ကြီးရဲ့ရင်မြင်တော်နဲ့တိဆောင်းရေးလုပ်ငန်းများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက်ဒိုင်းဒေသကြီးဝန်ကြီးချုပ်တဲ့မွန်လယ်ပိုင်းမှာဗတ်တဲမျိုးမြို့တော်ခမ်းမမွာပြုလုပ်တဲ့26ကျဲမြောင်မြမရိုးရရင်ကျဲမို့အစိုးကအရေးတီးပြိုင်ပွဲဒိုင်းဒေသကြီးကိုစားပြုပြိုင်ပွဲဝင်အတင်းနဲ့စုရရှိသူများအကုန်ပြုချင်းပြင်းချင်းအခမ်းအနားတို့တက်ရောက်ပြီးဂုံပြုအမစကားများပြောကြားခဲ့ပါတယ်။ အဲဒီနောက်စုချင်းမြမွဲခန္ဓာကိုဆက်လက်ပြုလို့ရတိုင်းနေသားချင်းဦးညီချုပ်နဲ့တောင်းရှိသူများက26တိမြောင်မြမရွေရရင်ချင်းမှုအစိုးကအရေးတိပြမွဲမှာရွှေလစိငွေလစိကျေလစိစုရရှိသူများအားကွန်ပျူချင်းမြင်ွယ်ကွန်ပျူမတက်လွန်များကိုပြည့်ရဲ့ချင်းမြင်ပင်ဆူရရှိသူများရဲ့ပြန်လည်ဖြောပြေးတက်ဆက်မှုကိုချီးရှူအားပေးခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုတော့ပသိမ်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်